အားလုံးကိုယေရှုခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ဆက်တာပါတယ်။ဒီနေ့မှာကျမတို့အတူတကွလေးလာဆင်ခြင်ရမယ်။ခေါင်းစဉ်ကတော့မင်္ဂလာရှိတော်သူဖြစ်ပါဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်။ကျမတို့လူသားတွေအနေနဲ့ မင်္ဂလာရှိစေဖို့ရန်အတွက်ဘုရားသခင်ကသွန်သင်ထားတဲ့အရာရှိတယ်။ကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တယောက်နဲ့တယောက်နှုတ်ဆက်တဲ့အခါမှာမင်္ဂလာပါဆိုပြီးတော့မှနှုတ်ဆက်ကြတယ်ပေါ့နော်။ဆိုတော့မင်္ဂလာပါဆိုတဲ့အတိတ်ဘယ်ကသူ့ရဲ့အထဲထဲမှာကောင်းချင်းဖြာဖြာနဲ့ပြည့်စုံနေတဲ့အတိတ်ဘယ်သဘောတွေတက်ရောက်တယ်။နောက်ဥပမာမင်္ဂလာထဲမှာဆိုလို့ရှိရင်ဘာတွေရှိလဲဆိုလို့ရှိရင်အာညီသချင်းချမ်းသာရှိတယ်၊ကြွယ်ဝချင်းတွေရှိတယ်၊ဝမ်းမြောက်ချင်းတွေရှိတယ်၊မိမိရဲ့လိုအင်ဆန္ဒတွေနော်ပြည့်စုံချင်းဆိုတဲ့အရာတွေသာသဖြင့်ပေါ့နော်။ ဆိုတော့မင်္ဂလာရှိစေဖို့ရန်အတွက်ဆိုရင်ညီမတို့ကစိတ်နှလုံးသားကိုစောင့်ရှောက်ဖို့အရေးကြီးတယ်။နော်ဒီအရာကိုယေရှုဖခင်ကတုံ့တန်သွားတာဖြစ်ပါတယ်။ဆိုတော့ရှမသက်ခရစ်ဝင်ခန်းကြီး9မှာဆိုလို့ရှိရင်မင်္ဂလာတရားတော်တွေကိုညီမတို့အာလေ့လာတွေ့ရှိရမှာဖြစ်တယ်။ဒီခါမှာညီမတို့တွေမင်္ဂလာတရားကိုပေါ့နော်ညီမတို့ဘယ်နှချက်တွေ့ရလဲဆိုရင်စုစုပေါင်း6ချက်တွေ့ရတာဖြစ်တယ်နော်။ပထမတစ်ချက်ကပါလဲဆိုတော့စိတ်နှလုံးသားကိုနှိမ်ချခိုင်းတယ်။စိတ်နှလုံးသားနှိမ်ချတဲ့လူဟာမင်္ဂလာရှိတယ်တဲ့။ဘာဖြစ်လို့လဲ။တကယ်လို့ဒီလူတယောက်ဟာ ာเนาะစိတ်လုံးသားနှိမ့်ချမယ်ဆိုရင်တဲ့ကောင်းကင်နိုင်ငံတော်ဟာအဲ့လိုစိတ်လုံးသားနှိမ့်ချတဲ့လူတွေရဲ့နိုင်ငံဖြစ်တယ်တဲ့။ဒါဆိုရင်ကျွန်တော်တို့သေချာသိရပြီကောင်းကင်နိုင်ငံတော်ထဲမှာဝင်ရမယ့်လူတွေသည်စိတ်လုံးသားနှိမ့်ချတဲ့လူတွေပဲဝင်ရမယ်။မာမာနကြီးနေတဲ့လူတွေဝင်လို့မရဘူးเนาะဒါကြောင့်မလို့ဖျားခဲ့ကျွန်တော်တို့ကိုအမြဲတမ်းမှနှိမ့်ချခိုင်းတယ်မာနမထောင်လွာခိုင်းမှုပေါ့เนาะအဲကျွန်တော်တို့ဒါနှိမ့်ချမယ်ဆိုလို့ရှင်ရင်မင်္ဂလာရှိရသူဖြစ်မှာဖြစ်တယ်။နောက်တစ်ချက်ကကြတော့စိတ်မသာညှိတွားတဲ့သူတွေဟာမင်္ဂလာရှိတယ်เนาะ ော်။ဘာကြောင့်လဲဆိုရင်သူတို့ကတတ်တာချင်းကိုရောက်မယ်။နော်အဲ့ဒီခါမှာတော်တော်များများထင်တာစိတ်မသားကြီးတော့ဆိုအေးငါဘုံကတော့သွားပါပြီ။အိုးငါတို့တော့စားစရာမရှိပါဘူး။အဲအဲ့လိုမျိုးပေါ့နော်။ညီးတွားတယ်ဆိုတာအဲ့လိုမျိုးထင်တတ်တာ။တကယ်တော့မဟုတ်ဘူး။ကျွန်တော်တို့ဘာအတွက်ညီးတွားရမှာလဲဆိုလောကရဲ့အရာတွေအတွက်ညီးတွားရမှာမဟုတ်ဘဲနဲ့နော်ပျောက်ဆုံးဝိညာဉ်တွေအတွက်ကျွန်တော်တို့စိတ်ပူပန်ပေးရမှာ။ဟာဒီပျောက်ဆုံးဝိညာဉ်တွေအဲ့သူတို့ယေရှုဖျောက်မယုံကြည်ဘဲနဲ့သူတို့ငရဲသွားရရင်ဘယ်လိုလုပ်မှာလဲဆိုတာမျိုးကိုကျွန်တော်တို့ကစိတ်မကောင်းဖြစ်ပြီးတော့မှသူတို့အတွက်စိုးရိမ်ပူပန်ပေး းတိုက်ရမှာเนาะပြီးတဲ့ခါကျတော့ကျမတို့ကိုယ်ကိုယ်တိုင်ကလည်းเนาะအာပြောရမယ်ဆိုရင် လောကအရာတွေမှာเนาะဖက်တွယ်နေတာမဟုတ်ပဲねညောလောကအရာတွေကိုမတတ်မှတ်ချင်တော့ဘူးဒီအရာတွေကအာပူလောင်နေเนาะငါတို့ဘုရားသခင်နိုင်ငံတော်ကိုပဲမျှော်လင့်တောင်းတတယ်ဆိုပြီးတော့မှအဲ့လိုမျိုးပုံစံကိုเนาะဘုရားသခင်ကဆိုလိုထားတာဖြစ်တယ်ပြီးတဲ့ခါကျတော့ကျမတို့ပေါ့เนาะညှဉ်းပန်းနှိပ်စက်ခြင်းတွေရှိလာလိမ့်မယ်သူတပါးကကိုယ်ကိုပြစ်တင်ဆွဆွဲတဲ့ခါမှာအထူးသဖြင့်တော့ယေရှုဖခင်အကြောင်းပေါ့เนาะ ဒီညှဉ်းပန်းနှိပ်စက်ခြင်းတွေကိုခံရတဲ့အခါမှာဘာဖြစ်လဲဆိုတော့စိတ်မသာညီးတွားတဲ့အရာကိုဖြစ်လာတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးစိတ်မသာညီးတွားခြင်းကိုတော့ပြုတဲ့လူတွေဟာတတ်တာခြင်းကိုရောက်လိမ့်မယ်အခုချိန်မှာတော့အရင်ပင်မဆင်းရဲတယ်ဒါပေမဲ့အချိန်ကြာလို့ရှင်တော့တတ်တာခြင်းကိုရောက်လိမ့်မယ်နောက်အဲ့လူတွေဟာလည်းမင်္ဂလာရှိတယ်နောက်ထပ်အဲတမျိုးကကြတော့ဗာလဲဆိုတော့စိတ်နူးညံ့တိမ်မွေးရဲ့လူဟာမင်္ဂလာရှိတယ်ဘာဖြစ်လို့လဲဆိုရင်တဲ့သူတို့တွေဟာပြည်တော်ကိုအမွေခံရမှာမဟုတ်လို့ရတယ်နော်ဒီမှာနူးညံ့တိမ်မွေးရဲဆိုတာဟို င်ကျေးတိမ်မွေးတော့ပြောချင်တာမဟုတ်ဘောเนาะဟိုဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါခမရဩတခါရပြောဆိုနူးညံ့တိမ်မွေးအဲ့ဒါကိုပြောချင်တာမဟုတ်ဘောသူပြောချင်တာဘာလဲဆိုတော့နာခံခြင်းရှိတဲ့လူကိုဆိုလိုတာဖြစ်တယ်အာဘယ်လိုမျိုးလဲဆိုတော့ဘုရားသခင်ပြောလိုက်တဲ့စကားကိုကျမတို့ကအာနာခံနိုင်တဲ့နှလုံးသားခေါင်းမာနေရမျိုးမဟုတ်ပဲနဲ့နှလုံးသားကနူးညံ့တိမ်မွေးပြီးတော့မှเนาะအလိုတော်ကိုဝန်ခံနိုင်တဲ့နှလုံးသားအဲ့ဒီအရာကိုနူးညံ့တိမ်မွေးရဲ့လို့ခေါ်တာဖြစ်တယ်เนาะအဲ့လိုမျိုးဘုရားသခင်စကားကိုနားထောင်နေအလိုတော်ကို ဝန်ခံတဲ့သူတွေဟာပြည်တော်ကိုအမွေခံရမဲ့သူတွေဖြစ်တယ်။เนาะအဲ့ဒီလူတွေဟာမင်္ဂလာရှိတယ်။နောက်ထပ်တမျိုးကကြတော့ဗာလဲဆိုတော့ဖြောင်းမတ်ခြင်းပါရမီကိုစာငတ်ခင်မို့တဲ့လူတွေဟာမင်္ဂလာရှိတယ်တဲ့။အကြောင်းမူကားသူသူတွေကဝါပြောခြင်းကိုရောက်မယ်เนาะ။ဒီဟာကဘာကိုပြောထားတာလဲဆိုလို့ရှိရင်ဖြောင်းမတ်ခြင်းเนาะယေရှုခရစ်တော်အားဖြင့်ရရှိထားပြီးသားဖြောင်းမတ်ခြင်းတွေကိုကျမတို့ကဆက်ပြီးတော့မှထိမ့်သိမ့်ပြုစုဖို့ရန်အတွက်လိုအပ်တယ်နော်ဆိုတော့စာငတ်ခင်မို့တယ်ဆိုတာကအရင်မဲ့အလွန်အမေးတောင့်တလို့ချင်တာငတ်မို့တာနော်ဥပမာကျွန်တော်တို့ဘိုက်စာရဲအစ ဆိုရင်မဖြစ်လေထမင်းစားချင်တယ်เนาะအော်တခုခုစားလိုက်ချင်တယ်အဲ့ဒါဘာပဲဆိုလိုချင်တောင်းတတဲ့အဟောပြောတာเนาะအဲ့တော့ဖြောင်းမက်ခြင်းဆိုတဲ့အရာကျမတို့ကယေရှုတော်အားဖြင့်ရရှိပြီးသားမှန်တယ်ဒါပေမဲ့အဲ့ဒီဖြောင်းမက်ခြင်းကိုဆက်ပြီးတော့မှကျမတို့ကလိုချင်နေရမယ်နောက်ဖြောင်းမက်ခြင်းကိုမုံပြီးတော့မှမတရားတဲ့လမ်းကိုကျမတို့လိုက်သွားဖို့မဟုတ်ဘူးเนาะဖြောင်းမက်ခြင်းယေရှုခရစ်တော်အားဖြင့်ရထားပြီးပြီဆိုပြီးဒီဖြောင်းမက်ခြင်းကိုကျမတို့တန်ဖိုးမထားဘဲနဲ့စွန့်ပစ်ပြီးတော့မှเนาะအဲ့လိုမျိုးဒူးဆိုင်လမ်းထဲကိုသွားဖို့မဟုတ်ဘူးနောက်ဖြောင်းမက်ခြင်းပါရမီကိုကျမတို့စာငတ်ခင်မို့ရမယ်ဆက်ပြီး တော့မှကျွန်တော်တို့လိုချင်တောင်းတနေရမယ်ဆက်ပြီးတော့မှကိုကထိန်းသိမ်းပြုစုဆောင်ရှောက်ရမယ်အဲ့ဒါကိုပြောထားတာဖြစ်တယ် ဆိုတော့အဲ့လိုလူတွေကနော်ဖြောင်းမက်ချင်းကိုသူကစာငက်ခင်မတဲ့အတွက်နော်ပြောရရင်သူဘိုက်စာနေတာဖြစ်တဲ့အတွက်အချိန်ကြာရင်သူဟာဝါပြောလိမ့်မယ်နော်သူမှအဲ့လိုစာလောင်တဲ့အရာကြီးမရှိတော့ဘူးသူဟာဝါပြောတဲ့နော်ဘိုက်ဝါနေတဲ့အသက်တာပြည့်စုံနေတဲ့အသက်တာကိုရမယ်ဆိုတာကိုပြောထားတာဖြစ်တယ်နောက်ချက်ကကျတော့ဘာလဲဆိုတော့သနားစုံမတ်တက်တဲ့သူတွေဟာမင်္ဂလာရှိတယ်တဲ့ဒါဖြစ်လို့လဲဆိုရင်ထိုသူတို့ကသနားစုံမတ်ခြင်းခံရမယ်နော်ကျမတို့ကအငယ်ဆုံးသောသူတွေကျမတို့ရဲ့နော်ပြုစုဆောင်ဖြောက်ခြင်းကိုလိုအပ်နေတဲ့သူတွေသနားဖို့ရန်အတွက် တင့်တဲ့သူတွေကိုကျမတို့ကသွားပြီးတော့မှသနာဆောင်မှတ်ပေးရမယ်။အာဆင်းရဲသားရဲ့ ohit တဲ့အတန်ကိုနော်နားပိတ်ထားတဲ့လူကသူပြန်ပြီးတော့မှ ohit လို့ရှင်ဘုရားသခင်ကလည်းတဲ့သူ့ရဲ့အတန်ကိုမကြောက်ငါလည်းနားပိတ်ထားမယ်။နော်အဲ့ဒီအတွက်ကြောင့်ကျမတို့ကဘာလဲဆိုတော့သနာဖို့ရန်အတွက်လိုအပ်နေတဲ့သူတွေကိုကျမတို့ကအမှန်တကယ်ပဲသနာပေးတတ်ရမယ်။အဲ့လိုသနာပေးတတ်တဲ့လူတွေကသူတို့ကိုယ်တိုင်ပြန်ပြီးတော့မှသနာဆောင်မှတ်ခြင်းခံရမယ်။ဘသူရဲ့သနာဆောင်မှတ်ခြင်းလဲဆိုရင်ဘုရားသခင်ရဲ့သနာဆောင်မှတ်ခြင်းကိုကျမတို့ခံရမှာဖြစ်တယ်။အဲ့ဒီလူတွေဟာမ င်္ဂလာရှိပါတယ်။နောက်ထပ်မင်္ဂလာတစ်ပါးကကြတော့ပါလဲဆိုတော့စိတ်လုံးသားဖြူစင်တဲ့သူတွေဟာမင်္ဂလာရှိတယ်တဲ့။ဒါဖြစ်လို့လဲဆိုရင်ဒီလိုလူတွေကဘုရားသခင်ကိုမြင်ရကြမယ်။ဆိုတော့ဘုရားသခင်ကစိတ်လုံးသားဖြူစင်တဲ့လူတွေရဲ့အဖူးတွေကိုပဲသူကခံမှာဖြစ်တယ်เนาะအဲအချိန်ကျမတို့ကเนาะအာရှိပြီးတော့ကိုပေါ့เนาะကောင်းငင်နိုင်ငံကျွန်တော်ဝင်စားရပြီဆိုပါတော့ဘုရားသခင်ရဲ့မျက်နှာကိုဖူးတွေ့ဖို့ရန်ဆိုလို့ရှိရင်စိတ်လုံးသားဖြူစင်တဲ့လူတွေမှသာလင်ဖူးတွေ့ရမှာဖြစ်တယ် နော်ဒီအခုဘဝမှာဆိုလို့ရှိရင်လည်းဖျားသခင်ရဲ့နော်အာလာပြီးတော့မှတွေးဆုံချင်းကိုကျွန်တော်တို့ခံရမှာဖြစ်တယ်။နော်ကျမတို့တကယ်ပဲဖျားသခင်နဲ့နှစ်ဖူးတွေ့ဒူးတွေ့တကယ်ကိုပဲဒီဝိညာဉ်နဲ့ပယ်ရဲမှာဖျားသခင်တွေးဆုံခွင့်ရမယ်။ဘယ်လိုလူတွေလဲဆိုရင်စိတ်နှလုံးသားဖြူစင်တဲ့သူတွေဖြစ်တယ်။နော်စိတ်နှလုံးသားစိုးညစ်မိုက်မဲနေတဲ့သူဖျားသခင်အယမ်းမဲယွန်ရှာဆက်ဆုံမုန်းတီးတာဖြစ်တယ်။အဲ့ဒီတွေ့ကြောင်ကျွန်တော်တို့ကဖျားသခင်ကိုဖူးတွေ့ချင်တယ်ဆိုလို့ရှိရင်နော်ကျမတို့စိတ်နှလုံးသားဖြူစင်ဖို့ရန်အတွက်လိုအပ်တဲ့သူတွေဟာလည်းမင်္ဂလာရှိတာဖြစ်တယ်။နောက်ထပ်မင်္ဂလာတစ်ပါးကကြတော့ ါလဲဆိုလို့ရှိရင်နော်သူတို့ဘာချင်းခိုက်ရင်ပြုတ်ချင်းကိုငိမ့်စေတက်တဲ့သူတွေဟာမင်္ဂလာရှိတယ်နော်ဘာဖြစ်လို့လဲဆိုရင်သူတို့ဟာဘုရားသခင်ရဲ့သားတော်ဟုခေါ်ဝေါ်ခြင်းကိုခံရကြမယ်နော်ဆိုတော့အာတော်တော်များများကသူတို့ဘာနဲ့ပေါ့နော်အသင့်တင့်နေဖို့ရန်အတွက်နေတဲ့အခါမှာတစ်ခါလေကြာရင်နော်တယောက်နဲ့တယောက်မတဲတဲ့အရာပေါ်မှာရန်ကိုဝင်ပြီးမဖြန့်ဖြေဘူးဘာဖြစ်လို့လဲဆိုတော့သူ့အမကိုအမဖြစ်မှာဆိုးတယ်ဆိုပြီးမှပေါ့နော်အာရှောင်လဲသွားတတ်တယ်နော်အဲ့လိုမျိုးမဟုတ်ပဲနဲ့နော်သူတို့ဘာချင်းခိုက်ရင်ပြုတ်ချင်းကိုကျမတို့ကဂျားဝင်ပြီးတော့မှဖြန့်ဖြေပေး းတက်ရမယ်ပေါ့နော် ဥမာဘယ်လိုလဲဆိုရင်ယေရှုခရစ်တော်ကတော့ခမဲတော်နဲ့လူသားရဲ့ဂျားထဲမှာဂျားဝင်ပြန်ပြီးတော့မှဆေးဆက်ညှိနှိုင်းပေးခဲ့တယ်ပေါ့နော်အဲ့လိုမျိုးပဲကျမတို့ကတော့ဒီပျောက်ဆုံးဝိညာဉ်တွေကိုဘုရားသခင်စီကိုပြန်ပြီးတော့မှခေါ်ဆောင်လာပေးတဲ့အရာမျိုးတော့ပြီးတဲ့ခါကျတော့တကယ်ခုနပြောလိုပဲမြင်ရတဲ့ညီကောင်မောင်မချင်းချင်းရဲ့ဂျားမှာတင့်တင့်မြတ်တောက်အောင်တင့်မြတ်ချင်းရှိအောင်ကျမတို့ကအာလှုပ်ဆောင်ပေးတဲ့အရာမျိုးเนาะအဲ့လိုမျိုးအရာတွေကိုပြောထားတာဖြစ်တယ်เนาะအဲ့လိုလူတွေဟာဘယ်သူလို့ခေါ်ချင်းခံရမလဲဆိုတော့ဘုရားသခင်ရဲ့သားဖြစ် ြဲဆိုပြီးတော့မခေါ်ချင်းခံရမယ်။နောက်အဓိကယေရှုခရစ်တော်နဲ့တူတာပေါ့နော်။ဆိုတော့အဲ့လိုလူတွေဟာလည်းမင်္ဂလာရှိပါတယ်။နောက်ထပ်မင်္ဂလာတစ်ပါးကကြတော့ပါလဲဆိုတော့ဖြောင့်မတ်ခြင်းတရားကြောင့်နှောက်ရှက်ညှင်းဆဲခြင်းကိုခံရတဲ့လူတွေဟာမင်္ဂလာရှိတယ်။ဘာဖြစ်လို့လဲဆိုရင်ကောင်းကင်နိုင်ငံတော်ဟာထိုသူတို့ရဲ့နိုင်ငံဖြစ်တယ်နော်။ဆိုတော့ဖြောင့်မတ်ခြင်းတရားဆိုတာဒီဧဝံဂေလိတရားပေါ့နော်။ဘုရားသခင်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားအကြောင်းကိုဟောပြောတဲ့လူတွေတော့အဲ့လိုမျိုးနဲ့ယက်တီတဲ့လူတွေကသူတစ်ပါးလာပြီးတော့မှနှောက်ရှက်ညှင်းဆဲတဲ့အရာကိုခံရနိုင်တယ်ပေါ့နော်။ အဲ့လိုလူတွေဟာမင်္ဂလာရှိတယ်။နော်ဥပမာပြောမယ်ဆိုရင်ဒံယေလနဲ့သူ့ရဲ့တငယ်ချင်း၃ယောက်ဆိုလို့ရှိရင်ဘုရားသခင်ဘက်မှာယက်တီတာဖြစ်တဲ့အတွက်သူတို့ဟာနှောက်ရှက်ညှင်းဆဲခြင်းကိုခံရတယ်။ဒါပေမဲ့သူတို့ကနော်အဆုံးတိုင်ကိုသစ္စာရှိတာဖြစ်တဲ့အတွက်မင်္ဂလာရှိတယ်။ဘုရားခင်လည်းသူတို့ကိုရွေးနှုတ်တယ်ပေါ့နော်။ဆိုတော့အဲ့လိုလူတွေကကောင်းကင်နိုင်ငံတော်ဟာသူတို့ရဲ့နိုင်ငံဖြစ်လိမ့်မယ်နော်။ကောင်းကင်နိုင်ငံတော်မှာသူတို့အုပ်ဆိုးရလိမ့်မယ်။သူတို့သည်ကြီးမြတ်တဲ့လူတွေဖြစ်လိမ့်မယ်ပေါ့နော်။အဲ့ဒါကိုပြောထားတာဖြစ်တယ်။အာနောက်ထပ်တစ်ချက်ကကြတော့ဘာလဲဆိုတော့ငါ့အကြောင်းတင်တို့ကိုကဲရဲ့ညှင်းဆဲ ဲပြီးတော့မှမမှန်ပဲလေအပြစ်တကာတင်ကြတဲ့ခါမှာသင်တို့မင်္ဂလာရှိတယ်เนาะအဲ့ဒါပါလဲဆို ယေရှုခရစ်တော်ကြောင့်မို့လို့ကျမတို့ကပေါ့နော်ခေရဲ့ညှင်းဆဲခြင်းကိုခံရပြီးတော့မှအပြစ်တင်ခံရတာ။နောက်တစ်ခါလေကြရင်ဘာသာရေးအထဲမှာပဲချိုးကနော်နစ်မောပြီးတော့မှဘာသာရေးအရာကိုကိုယ်ွယ်နေတဲ့အထဲမှာကျမတို့ကတစ်ခါလေကြရင်တော့ National Wing တော်ကြောင့်အာဘာယာဟောတယ်။သူတို့ကိုတကယ်ပဲဘာသာရေးအရာကိုကိုယ်ွယ်နေတဲ့အထဲကနေမှလွတ်မြောက်စေခြင်းနဲ့။နော်ပြောရမယ်ဆိုလို့ရှိရင်ယုံကြည်သူအချင်းချင်းတူရင်တောင်မှပဲတစ်ခါလေကြရင်နော်အစွန်ရောက်တလို့လို့နော်မမှန်ဘဲနဲ့အပြစ်တင်ခံရတဲ့ဟာတွေရှိတယ်နော်။ညာနေတော့ကဘာဖြစ်တယ်ညာဖြစ်နေတော့ဝိညာဉ်တော်ဂိုင်းလာစသ ဖြစ်မော်နော်ဆိုတော့အဲ့လိုမျိုးတွေပေါ့နော်မမှန်ဘဲနဲ့အပြစ်တင်ခံရတဲ့အခါတွေရှိတတ်တယ်နော်တခါလေကြာရင်အိမ်ထဲထဲမှာပင်လေနော်ဒီဖယောက်ပဲကိုကိုွယ်နေရင်းနဲ့နော်ခိုင်းနေကွဲနေတာမျိုးတွေလည်းရှိတတ်တယ်ဒီအရာကရန်သူလုတ်တဲ့အရာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေခံရတတ်တယ်ဘသူကြောင့်ပဲလဲဆိုယေရှုဖယားကြောင့်ပဲခံရတာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးခံရတဲ့အခါမှာကျွန်တော်မင်္ဂလာရှိပါတယ်နော်အာတခါလေကြာရင်ကျွန်တော်တို့ကမယုံကြည်သူတွေတခြားသောတပါးအမျိုးသားတွေကနော်လာပြီးပြစ်တင်ဆွဆွဲတဲ့အရာမျိုးကိုဒါမြင်တတ်တယ်တခါလေ ကြရင်မဟုတ်ဘူးကိုယ့်ရဲ့အိမ်ထဲမှာပင်လင်ပေါ့နော်အချင်းချင်းမသိမသိ꽌ပြားတဲ့အရာတွေကရှိနေတတ်တယ်အဲ့လိုခါမျိုးကြရင်ကျွန်တော်တို့ဘာဖြစ်မလဲဆိုလို့ရှိရင်အာဝမ်းမြောက်ရမယ်နော်ဝမ်းမြောက်ရွှင်မြူးခြင်းရှိရမယ်ဘာဖြစ်လို့လဲဆိုရင်ကောင်းကင်ဘုံမှာတင်တို့ရဲ့အကျိုးကကြီးတယ်တဲ့တင်တို့ရှေ့ကပေါ်ထွန်းတဲ့ prophet တို့ကိုလည်းထုံနီးတူညှင်းဆဲကြပြီးတယ်နော်ပြောချင်တာကယေရှုဘုရားကိုယ်တိုင်လည်းဒီစကားကိုပြောခဲ့တယ်ပေါ့နော် prophet မိသည်ကနော်မိမိနေရင်အရက်မှာမျက်နာမရဘူးတဲ့နော်ယေရှုဘုရားသူ့ရဲ့နာဇရက်မြို့ကိုပြန်သွားတဲ့အခါမှာအဲ့ကလူတွေကသူ့ကိုလုံးဝအထင်မကြီးဘူးပေါ့နော်ဟာ तू က မာရီရဲ့သားမဟုတ်ဘူးလားယောသရဲ့သားမဟုတ်ဘူးလားသူ့ရဲ့ညီကိုမောင်မတွေငါတို့ဘေးနားမှာရှိတယ်မဟုတ်ဘူးလားဆိုပြီးတော့ယေရှုဘုရားကိုသူတို့မယုံကြည်ကြတဲ့အခါမှာဗာနမိတ်လက္ခဏာမှာပြလို့မရဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးယေရှုဘုရားကိုယ်တိုင်လည်းကြုံခဲ့ရတာရှိတယ်။ဒါကြောင့်မလို့ဒီနေ့မှာကျမတို့နားလည်ရမှာကကျမတို့ဒီဘလို့ပုံစံဘလို့အနေထားနဲ့ပဲဖြစ်ပါစေနော်ရန်သူတိုက်ခိုက်ခြင်းခံရတတ်တဲ့ကျမတို့စိတ်လုံးတော့လာပြောမှနှောက်ရှက်ညှင်းဆဲတတ်တယ်။အဲ့ဒီခါမှာကျမတို့လုံရမယ့်အရာကဘာလဲဆိုလို့ရှိရင်စိတ်လုံးတော့စောင့်ရှောက်ပြီးတော့မှအော်ငါဟာမင်္ဂလာရှိရလူဖြစ် ်တယ်။ငါ့ကိုဘုရားသခင်ကဒီလိုမျိုးရင်ဆိုင်ကြုံတွေ့ခိုင်းတဲ့အရာသည်ငါမင်္ဂလာရှိစေဖို့ရန်အတွက်ဖြစ်တယ်ဆိုပြီးမှကျွန်တော်ဝမ်းမြောက်ရှင်မြူတဲ့နှလုံးသားနဲ့အာဒီလိုမျိုးပေါ့နော်နောက်ဆက်ညှင်းဆဲခြင်းတွေကိုကျွန်တော်တို့လက်ခံရမှာဖြစ်တယ်။ပြီးတဲ့ခါကျတော့ကျွန်တော်တို့တွေပေါ့နော်တကယ်ပဲကိုယ့်ရဲ့စိတ်နှလုံးသားကိုအာနူးညံ့သိမ်မွေ့နှိမ့်ချခြင်းနဲ့နော်ကျွန်တော်တို့အာအသက်ရှင်ရမယ်။ဘုရားသခင်ကျွန်တော်တို့ပေးထားတဲ့နော်ဖြောင်းမဖြူစင်တန်ရှင်းခြင်းတွေကိုကျွန်တော်ဆက်ပြီးတော့မှတန်မိုးရှိစွာနဲ့ထိမ့်သိမ်းရမယ်။နော်ကျွန်တော်တို့အငယ်ဆုံးသောသူတွေကိုလည်းတကယ်ပဲကြွေးမပြူးစုရမယ်။နော်စသဖြင့်ပေါ့နော်ကျွန်တော်ရဲ့စိ င်းလုံးသားကိုစောင့်ရှောက်ဖို့ရန်အတွက်လိုအပ်တယ်ဆိုတာကိုယေရှုဖခင်ကဒီနေ့မှာတောင်းပေါ်သေးသနာအားဖြင့်မင်္ဂလာတရားတော်၉ပါးကိုကျွန်တော်တို့ကိုသွန်သင်ပေးခဲ့တာဖြစ်တယ်။ဒါကြောင့်မို့လို့သင်သည်မင်္ဂလာရှိတော်သူဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်ဒီနေ့မှာယေရှုဖခင်ပြောထားခဲ့တဲ့ဒီမင်္ဂလာတရားတော်တွေအတိုင်းကျင့်ကြံပြုမှုပြီးတော့မှမင်္ဂလာရှိတော်သူအနေနဲ့အသက်ရှင်နေထိုင်ပါလို့အားပေးတိုက်တွန်းလိုက်ရပါတယ်။ဒီတို့ကဆုတောင်းရအောင်။ ဖဖျားခင်ကိုရောကိုကျေးဇူးတင်ပါတယ်ကျွန်တို့ဒီဒီနေ့ကနေစပြီးတော့မှမင်္ဂလာရှိသောသူအနေနဲ့အသက်ရှင်နေထိုင်ဖို့ရန်အတွက်ရွေးချယ်ပါတယ်မိမျက်စိလုံးသားကိုဆောင်းရှောက်ပါမယ်ကိုရောဖျားရန်သူလာထည့်ပေးတဲ့အတွေးခေါ်ကြံစီတွေအားလုံးကိုစွန့်ပေးပြီးတော့မှကိုရောဖျားပြောထားတဲ့အတိုင်းမိမျက်စိလုံးသားကိုဆောင်းရှောက်ခြင်းအားဖြင့်စိတ်လုံးသားနှိမ့်ချခြင်းစိတ်လုံးသားဖြူစင်ခြင်း တီးခန့်ခြင်းစသဖြင့်ကျွန်တော်ရဲ့နှလုံးသားကိုဆက်ပြီးတော့မှထိမ့်သိမ့်ပြုစုပါမယ်။ဘုရောဖျားကျွန်တော်ဒီဒီနေ့မှကောင်းကင်နိုင်ငံကိုအမွေခံရတော်သူဖြစ်ချင်ပါတယ်။ဘုရားပြောခြင်းကိုရောက်လို့ပါတယ်။တတချင်းကိုရောက်လို့ပါတယ်။ဘုရောဖျားရဲ့တနာချင်းကိုခံရတော်သူဖြစ်လို့ပါတယ်။ဘုရောဖျားရဲ့သားသမီးအနေနဲ့ခေါ်ဝေါ်ခြင်းခံလို့ပါတယ်။ဘုရောဖျားတကယ်ပဲဒီနေ့မှကျွန်တော်ဒီကိုရောဖျားဘက်ကနေရက်တီးပြီးတော့မှအဘယ်အမှုကိုများစိုးရိမ်ခြင်းမရှိပဲလေ။ကိုရောဖျားကသာစိတ်စိတ်ကြည့်ပြီးတော့မှမင်္ဂလာရှိတော်သူအနေနဲ့ရက်တီးဖို့ရန်အတွက်ဆုံးဖြတ်ချက်ချပါတယ်။ကျွန်တော်ကိုဆက်လက်၍ဆွဲခေါ်တော်သင်လာ မ်းပြတော်မူပါဖွင့်ပြတော်သိမ်းတော်မူသောဝိညာဉ်တော်ဖျားကိုရော့ကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုမင်္ဂလာရှိတော်သူအဖြစ်ဆက်လက်ယူဆွဲခေါ်တော်သင်လမ်းပြပါယေရှုတော်ကိုချီးမွမ်းပါတယ်ယေရှုဖျားနာမောင်းမြှုပ်ပြီးဆုတောင်းပါ၏အာမင်